ဒီ review စီစဉ်ကပြန်လဲကြိုးဆိုပါတယ်ဒီကနေ့ဆွေးနွေးနေတာကတော့အစိုးရရဲ့အများပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုကိုပုံမှန်ကောင်းမွန်အောင်ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးနေတာဖြစ်ပါတယ်ဒီကနေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့တပွဲလုံးကိုကတ်တွန်းနဲ့ချုံပြီးတရုပ်ဖော်ပြမယ်ကတ်တွန်းဆရာကတော့ကျော်သူရင်းဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီနိုင်ငံမှာနှစ်စဉ်ပေါ့ကျန်းမာရေးဘတ်ဂျက်အနေနဲ့တိုးလာတာကိုတွေ့ရတယ်ပေါ့လူတအူးချင်းစီရဲ့ဝင်ငွေတိုးဖို့လည်းလိုသလိုနောက်တစ်ခါအစိုးရရဲ့ဘတ်ဂျက်ကလည်းပဲ ဒီအသုံးစိတ်တွေပေါ်မှာတိုးလာတာတွေ့ရဒါပေမဲ့မလွန်လောက်သေးဘူးလို့ပြောထားတာရှိရှိအဲ့ဒါတွေရောကျမတို့ဘယ်လိုဖြေရှင်းနိုင်မလဲဆရာကျမရေးရမငွေရရှိဖို့ကတော့အစိုးရတခုတည်းကိုမိကုန်နေလို့ကျွန်တော်တို့မရပါဘူးနော်အခုလက်ရှိကျွန်တော်တို့တုတ်ရတာက2012နဲ့15မှာကျွန်တော်တို့ GDP ရဲ့ဘောနော်ငွေကြေးပန်းတိုင်းခွဲငွေလုံးနာမှာကျွန်တော်တို့က3.1%မရပါတယ်ကျွန်တော်တို့အခုဆွဲထားတဲ့ policy အစ်တမှာတော့တစ်နှစ်ကိုကျွန်တော်တို့3%လောက်တိုးသွားပြီးတော့ အနည်းဆုံးတော့ဆက်နှစ်ရာလုံးလောက်တော့ကျွန်တော်တို့ကျမ်းပိုင်အကျုံးစီနိုင်ငံတော်ကတုံးဆွဲဖို့တောင်းဆိုမယ်လို့ရွေးထားပါတယ်။တကယ်ကောလက်တွေ့ကြကြလောက်နိုင်မယ်ထင်ပါရှင်။ဒီတစ်ခုလည်းမဟုတ်သေးပါဘူးကျွန်တော်တို့ဒါကအစိုးရဘက်မှဒီလူတွေဘက်ကလည်းမလုပ်ရမယ်ဆိုတော့ကျွန်တော်တို့သူများနိုင်ငံမှာတော့ကျမ်းပိုင်အမကစနစ်ပေါ့ကျွန်တော်စီမှာတော့ဒါမဖွင့်ပြိုးသေးပါဘူး။သူများနိုင်ငံမှာတော့ဟိုပေါ့လေအလေအလေတန်းလူတန်းစားခေါ်တော့ middle class ပေါ့အဲ့လိုကများတော့သူတို့တော့လုတ်လို့ရတယ်ကျွန်တော်စီမှာတော့အခုစတော့စနေပါပြီဒါပေမဲ့မအောင်မြင်သေးပါဘူးအဲ့ဒီဟာကိုလည်းကျွန်တော်တို့ကနောက်ပိုင်းကျရင်တော့ မဖြစ်မနေပေါ့နော် compulsory ပေါ့ကျမ်းမာရေးဝန်ဆောင်မှုသိထားဖို့တော့လို့ဆိုတော့ကျွန်တော်တို့ကဘာရှိလဲဆိုတော့လူမှုဖွံ့ဖြိုးရေးရမှာဝင်ဆိုတာရှိပါတယ်အဲ့ဒီဟာကတော့အလုံသမားတန်းလောက်ကိုပဲကိုစားပြုနေမှာဒီဟာကိုလည်းတစ်ဖက်ကချေနောက်တစ်ခုကတော့ကျွန်တော်တို့ဒုတိယပြင်အရက်တို့နော်ဆေးလိတ်တို့အဲ့ဒါမျိုးတွေရတယ်ပေါ့ကျွန်တော်တို့အခုဒီကျွန်တော်အဲ့မရှိသေးဘူး taxi အခွင့်အရေးတွေများများကောက်ပြီးတော့ဒီဟာတွေကိုဒီကျမ်းမာရေးဌာနမှာသုံးဆဲဖို့ဒါပေမဲ့ကျွန်တော်တို့အခု policy ကတော့အကုန်လုံးပေါ့နော်ဒီခုနကအစိုးရရဲ့ budget ရော အစိုးရပေးတဲ့ရံငွေတော့ကခုနကပေါ့ပြည်သူလူတွေကထောက်ဝင်ပါဝင်မှုအထူးသဖြင့်ဟိုအလှူရှင်တွေရှိပါတယ်အဲလိုရတဲ့ငွေတွေနောက်တစ်ခါနိုင်ငံခြားကထောက်ပံ့မှုတွေအထူးသဖြင့်ဂျကာတို့လိုဟာမျိုးတွေပေါ့နော် 3D fund တို့ global fund တို့ဘာလို့ပေးတဲ့ပတ်စံမျိုးတွေအဲ့လိုမျိုးတွေကိုကျွန်တော်တို့တီးတန့်စီသုံးမဲ့အစားအားလုံးကိုကျွန်တော်ပေါင်းလိုက်ပါမယ်ဂျေးမှာကျွန်တော်ပါတက်မတော်ဘာလာမဲ့ကျမ်းမဲ့အသုံးစီတော်ပါပါတယ်အဲ့ဒါပေါင်းပြီးတော့မှအဲ့ဒီကိုအချိုးကျကျွန်တော်တိုင်းနေပြီလေဆိုတော့တိုင်းနေပြီလေလိုက်ပါတော့အဲ့ဒါကိုချိုးချောက်ခွဲပြီးတော့မှတပေါင်းတစ်စီးစီးဖြစ်ဖို့ အဲ့ဒီဟာကိုကျွန်တော်တို့ဝါရကြီးဆွေးနွေးပါတယ်ဟုတ်ကဲ့ရှင်အဲဒေါက်တာကျော်စောကတော့ပြောပါတယ်ရှင်ကျမရဲ့အသုံးစိတ် budget ကိုနှစ်စဉ်တိုးမြှင့်ဖို့သူတို့မှ blank ရှိရလို့ပြောတယ်ဟုတ်ကဲ့ဒါကောတကယ်လက်တွေ့မှာလက်တွေ့ကြကြလုပ်နိုင်မယ်ထင်ပါရှင်လူထုရဲ့ပါဝင်မှုစာလိုအပ်ပါတယ်ဥပမာကျမတို့ဘယ်လုပ်ပဲလုပ်လို့ဒီအစိုးရကြီးပဲ account ထည့်ဖို့လို့မရအောင်သက်ဆိုင်ဝန်ကြီးဌာနကြီးကလည်း account ထည့်ဖို့လို့မရအောင်ဒီတကယ်တရားအကျိုးခံစားခွင့်ရှိမဲ့လူတုရဲ့ပါဝင်မှုဟာအင်တန်အရေးကြီးပါတယ်။ဆိုတော့ဥပမာဆိုတော့တချို့ project တွေမှာအဲဒီကျမတို့ ဒီကြေးရွာကိုပေါ့ငွေ20သိန်း20မတ်တီပေးလိုက်တယ်ကိုကကိုအဲ့ဒါကိုဝင်ငွေတိုးအောင်လုပ်ပါအဲ့ဒါကဒီရက်ရွာရဲ့အကျမှန်ရေးစိတ်ပေါ့ခုနဆရာတို့၃ယောက်ပေါ့နော်ဆရာဝန်ကြီးဟိုဆွေးနွေးသွားတာဟာဒီလိုစဉ်းစားကြည့်လို့ရှိရင်အစိုးရရဲ့လှုပ်ဖို့ဂိုင်ဖို့ပေါ့ဒါတွေပဲများတယ်ဒါပေမဲ့အပြင်မှာတခြားအဖွဲ့အစည်းတွေအများကြီးရှိပါတယ်ဒီအခြေခံကျမှန်ရေးပြင့်တင်မှုလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေပေါ့လေအခုကျမတို့မြန်မာနိုင်ငံချက်ချင်းနေအတင်းလို့ပေါ့ မြန်မာနိုင်ငံချက်ချင်းတင်ဟာမြို့နယ်ပိုင်း330ရဲ330မှာချက်ချင်းတင်ခွဲရရှိပါတယ်အဲ့ဒီမှာ volunteer တွေရှိပါတယ်မြို့နယ်တစ်မြို့နယ်မှာကျမတို့ကဒီ emergency ဖြစ်လာလို့ရှင်တဘာဝဘေးရညပဲဖြစ်ဖြစ်တခြားကျန်းမာရေးနဲ့ပတ်သက်တဲ့ emergency ပဲဖြစ်ဖြစ်လှုပ်ရှားဆောင်ရွက်နိုင်ဖို့လူ30ကျော်38ယောက်ကျမတို့ဖွဲ့စည်းထားပါတယ်ဆိုတော့ဒီလူတွေအင်အားနဲ့တော့ကျမတို့လူထုတွေကိုအရောက်ပေါ့သွားတယ်သွားပြီးဒီလူထုတဲကိုပညာပြုံးနေမကဘူးလုတ်ပိုင်ခွင့်မှာကျမတို့ဆုံးပြပိုင်ခွင့်ရွေးချယ်ပိုင်ခွင့်စဉ်းစားပိုင်ခွင့် နဲ့အတူတူကျမတို့ဒီ health education ကိုခရီးကျမရဲ့ဘုသူတာတွေကိုပေးနိုင်မယ်ဆိုလို့ရှိရင်အစိုးရအကောင့်ထဲပို့ပါမယ်လူတုမပါဝင်မဲနဲ့ဘယ်လုပ်ငန်းဘယ်စီမံကိန်းမှမအောင်မြင်နိုင်ပါဟုတ်ကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ခုကကျတော့ကျမတို့ Facebook ကနေဘရောမှဖိတ်ခေါ်မိခွန်းနေဖိတ်ခေါ်ခဲ့တာရှိပါတယ်အဲ့တော့ Facebook သုံးဆွဲသူကြော်ကောင်ရဲ့မိခွန်းကတော့တချိန်ကမြန်မာကအရှိတောင်အရှမှာကျမ်းမာရေးစောင့်ရှောက်မှုအကောင်းဆုံးဖြစ်ခဲ့တယ်လို့မျိုးပြန်ရနိုင်တဲ့အနေအထားမျိုးရှိဖို့အတွက်ဘလိုမူဝါဒတွေလိုအပ်လဲဆိုတာမျိုးနဲ့မေးထားတာဖြစ်ပါတယ်။ဆရာဖြည့်ပေးလို့ညရနိုင်ပါရှင့်။ သူကတော့ Facebook တုံးတော့သူရေးချင်တာသူရေးလိုက်တာပေါ့လေဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဘက်ကဒီ policy ဘိုင်းကပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ခုနပြောသလိုပေါ့ public private partnership ဆိုတော့ပုံနေအစိုးရနဲ့ပုဂ္ဂိုလ်ကနေပူးပေါင်းရေးပေါ့နောက်တစ်ခုကကျွန်တော် NLD အခုအစ်စ်လာမယ်အစိုးရကိုကျွန်တော်အကြံပြုချင်တာကသူအမေရိကန်ရဲ့ပုံစံပေါ့နော်သမ္မတ Obama ဘယ်လိုလုပ်သွားလဲဆိုတာပေါ့နော်သမ္မတ Obama ကသူစပြီးတော့ဒီရွေးကောက်ပွဲပထမအကြိမ်ရွေးကောက်ပွဲဝင်တဲ့က Obama care ဆိုပြီးသူကျင်းရတယ် ဲ့တော့သူ့ရဲ့ Obama Care ကိုဥပဒေပြဋ္ဌာန်းလိုက်တယ်ဘလို့ခေါ်လဲဆိုရှင် Patient Protection and Affordable Care Act လို့အင်္ဂလိပ်လိုခေါ်တယ် Patient Protection ဆိုတာကလူနာတွေကိုကာကွယ်တယ်နော် Affordable Care ဆိုတာကလူနာတိုင်းလူနာတိုင်းဟိုဈေးနှုန်းသင့်တော်တဲ့သို့မဟုတ်သူတို့တတ်နိုင်တဲ့ငွေကြေးနဲ့စေကူတာနိုင်ရမယ်သူတို့နိုင်ငံမှာ Health Insurance ပေါ့ဆရာတို့ပြောသလိုခေတ်စားနေတယ်ကျန်းမာရေးအာမခံတွေမဝယ်နိုင်တော့ဒါပေမဲ့ဒီနိုင်ငံမှာကျန်းမာရေးအာမခံကိုကိုလိုချင်တဲ့ဝန်ဆောင်မှုပုံစံတိုင်းဝယ်လို့မရသေးဘူးเนาะဆရာကျွန်တော်ကအဲ့ဒါကိုအကြံပြုချင်တာ နော် health financing မှာအစိုးရရဲ့ expenditure တွေဘလောက်ပဲမြင့်မြင့်လူလူမပိုင်မပြီးဘူးဒီရတဲ့ကျန်းမာရေးကဏ္ဍမှာပုဂ္ဂလိကကဏ္ဍသို့မဟုတ်နိုင်ငံတကာ invest လုပ်ပါမယ်ရင်းနှီးမြှုပ်နှံရမယ်ရင်းနှီးမြှုပ်နှံခြင်းအပြင်အဲ့ဒီမှာခုနပြောတဲ့ insurance company တွေပေါ်လာမယ်ဒီ insurance company တွေကရော့တလကိုမင်းကတထောင်ထည့်လို့ရှိရင်၅သိန်းတန်ခွဲစိတ်မှုကိုမင်းအတွက်ပြောကဖြစ်လာလို့ရှိရင်လုတ်ပေးမယ်ဆိုတာမျိုးအာမခံနေရှိမယ်အဲ့ဒီဟာကိုလူနာကမတတ်နိုင်ခဲ့သည်ရှိသောအစိုးရကဝယ်ပေးမယ်ဥပမာလို့ပြောတာအဲ့တိုင်းပဲ ကျွန်တော်နိုင်ငံမှာအဲ့လိုမျိုးများလုပ်လိုက်ရင်ရော့မင်းတို့လူတယောက်ဟာတစ်နှစ်အတွင်းမှာခွဲစိတ်စရာမရှိရင်အဲ့ဒီလူတစ်နှစ်တစ်လတစ်ဆောင်သွင်းထားတဲ့ပတ်စံမင်းတို့သိမ်းလိုက်တော့ခွဲစိတ်စရာရှိရင်တော့သိန်း900လမ်းအထိမင်းခွဲပေးရမယ်သူတို့ကကြားခံရမယ်ဒါ NLD ဆိုတာလုပ်နိုင်တယ်နောက်ကနိုင်ငံတကာက investment company တွေကလည်းစိတ်ဝင်စားနိုင်တယ်ဒီကမှာကျမ်းမာရေးကဏ္ဍရဲ့ primary game မှာ investment ကျွန်တော်ပြောတဲ့မြို့နယ်325မြို့နယ်မှာပေါင်းကုလုပ်တဲ့စနစ် group practice clinic တွေကိုသူထောင်မယ်။အဲ့ဒီကရတဲ့အကျိုးမြတ်ကိုကျွန်တော်ခေါ်ဝေယူမယ်။အဲ့ဒါဆိုရင်ဖြစ်နိုင်စရာရှိတယ်။အဲ့လိုလူတွေကလည်း insurance ကိုစိတ်ဝင်စားလာမယ်။ ငါဟာတလမှာတစ်ထောင်လဲသွင်းရတယ်အများကြီးပဲကျွန်တော်တို့ဘာမှလူလူကတလောက်တစ်ထောင်လောက်ဆိုတာစိတ်မဝင်စားဘူးเนาะအဲပေးလိုက်တာပဲကျွန်တော်တို့အဲ့ဒီလိုနဲ့ NGO တွေအများကြီးပေါ်လာနောက်ခါ NGO တွေအများကြီးတွန်းရမယ်เนาะ health care ကိုလုပ်နေတဲ့ NGO တွေအများကြီးရှိတယ်ကြော်သူပါကျွန်တော်တို့နမူနာပဲကျွန်တော်တို့အတွက်เนาะသူကသူဟာဒီ philanthropist ဖြစ်သွားပြီเนาะပထမတော့အတုပသူ့ဘာယာစာလုတ်တာနဲ့အခု healthcare ဆေးရုံထောင်မယ်သူနဲ့ပတ်ဝေးနဲ့တွဲလိုက်ရင်ဘယ်လောက်ကောင်းမလဲကျွန်တော်ဆိုတာ data surgery တို့ဒီမို့သူနဲ့နိုင်ငံတကာ investment company နဲ့တွဲလိုက်ရမယ်သူ့ကိုလည်း support လုပ်မယ်သူလည်းကြိုးမြတ်ရမယ်အဲ့တော့ကျမ်းမာရေး industry တခုလိုမြင်ရမယ် primary care industry တခုလိုမြင်ပြီးတော့ investment လုပ်ဖို့ဆိုတာစီယုံတွင်းတွင်ရမယ်နိုင်ငံတကာအဖွဲ့အစည်းတွေ gate foundation တွေကိုကျွန်တော်မမျှော်ဘူး foundation တွေက philanthropist တွေငွေလှူတာသူကလည်းအဲ့ဒါလည်းကျွန်တော်လုပ်မယ်တစ်ချိန်ထဲမှာပဲ investment ကိုကျွန်တော်ဖိတ်ခေါ်မယ်ဟုတ်ကျေးဇူးတင်ပါတယ်ဆရာဆရာ doctor investment လို့ပြောရင်ညမှာ ရာဟိုဟိုပါ money material ပေါ့နော် man power မှာကျမတို့ခုနပြော red cross ဆိုလို့ရှိရင် man power အင်တန်ကိုရှိပါတယ် human resource အင်တန်ကနိုင်ငံချက်ချင်းနေတဲ့မှာအများကြီးရှိနေတယ်ဟုတ်ပါတယ်အဲ့မှာကျမတို့ကလုပ်ငန်းရှင်တုံးပေါ့ procedure တုံးခုချမှတ်လုပ်ပါတယ်အဲ့မှာပထမတစ်ခုကကျမကြီးမြင့်တင်ရကျမကြီးပဲဒုတိယယောဂဘေးကာကွယ်ထားစီရဒါလည်းကျမကြီးပဲတက်ချက်တစ်ခုကကျတော့ဘေးဒုက္ခရောက်သူတွေကူညီစေရဒါလည်းကျမတို့ခုနပြော health emergency ပါဖြစ်လာတဲ့အခါမှာဆိုတော့ကျမတို့ရဲ့လုပ်ငန်းရှင်တုံးခုစလုံးဟာကျမကြီးနဲ့ ဟိုနှင်းနွေနေပါတယ်နောက်တစ်ခုကျမတို့မှာ red cross volunteer တိုင်းဟာ first aid ကိုတက်ရပါတယ်ရှေးဥပစ္စုချင်းကိုတက်ရပါတယ်ဆိုတော့ခုနပြော human resource လည်းတည်တယ်အခြေခံကျမကြီး information လည်းရှိနေတဲ့ကျမတို့ရဲ့ချက်ချင်းတွေတွေကိုပြည်နယ်နဲ့တိုင်းတည်တည်မြို့နယ်တည်တည်ကျေးရွာတည်တည်မှာတုံးနိုင်လို့ရှိရင်အစိုးရအနေနဲ့ဒါအင်တန်ကောင်းတဲ့ human resource ကိုရှိနေတယ်လို့လက်ရှိမှာလက်ရှိမှာတုံးလားရှင့်လက်ရှိမှာ ုံးပါတယ်တုံးစာကျမတို့ခုနကအစိုးရကတုံးတာမဟုတ်ဒါပေမဲ့ကျမတို့ကကျက်ချင်နေဆိုတာဟာအစိုးရရဲ့အရင်အင်အားပါကျမရဲ့နဲ့လူမရင်းမှာပြောပါဘောလူကဲပြားမှာပေါ့လေအရင်အင်အားဆိုတဲ့ကြောင့်ကျမရဲ့ဌာနဘာပဲလှုပ်လှုပ်ကျမတို့ကအမြင်နဲ့တတတအားအနေနဲ့ပါဝင်နေပါတယ်ဟုတ်အဲ့တော့ကျွန်တော်ကဆရာခုနကဒေါက်တာမြင့်ဦးကပြောတယ်ရှင် ့ Obama care ပုံစံမျိုးပေါ့နော်အဲ့တော့ဆရာတို့ကရောဥမာ NLD care တမမွန် Don Sensitive care something တခုတခုခုပေါ့ပြောရတယ်အနာကိုပြင်ကိုပြင်ကတော့ထောင်သုံးတယ်ဆိုတော့မဟုတ်ဘူးဆိုတော့ဒါက तू ကမျိုးမျိုးမျိုးပေါ်အညီပြောတာပေါ့နော်ဒါပေမဲ့ကြည့်လိုက်ပြီသူလူတို့ကထောင်သုံးဖို့ဆိုတာတော်တော်ခက်ပါတယ်တနေ့လုံးဆံမှာတထောင်ရဖို့ဆိုတော့ခက်တယ်တချို့နေရာတွေမှာကျွန်တော်တို့မှာအခုရေတံပြောရရင်တော့အခြေခံကျမ်းမာရေးလုပ်ပေးနိုင်တဲ့ volunteer တွေရောပေါ့နော်နောက်တစ်ချိန်ဒီအဖွဲ့ဝင်တွေရော နောက်တစ်ခုကဘုရားတို့မသိရရှိသေးတယ်ကျွန်တော်တို့ဒီသွားရောက်ရခက်ခဲတဲ့နေရာတွေနောက်တစ်ခါသွားလာရေးလမ်းမဆက်တွေဒီလိုသိဖြစ်နေတဲ့နေရာပေါ့နော်တိုင်းသားနေမိတယ်မှာအဲ့ဒီမှာလည်းသူတို့ကြားမိုင်သောက်ရှောက်မှုပါလေရှိပါတယ်အဖွဲ့တွေပြည်ရင်ပြည်နယ်တို့ရှမ်းတို့မွန်တို့မှာဆိုလို့ရှိရင် backpack လို့ခေါ်တယ်ဘုရားတို့ကတော့ကြိုးပိုးအိတ်လို့သားသူတို့ကတချို့တွေကြ block train လောက်တာဆိုလို့ရှိရင်ကျမရင်မှုအဆင့်ဒီကိုသူတို့ train လောက်တာရှိပါတယ်။အဲဒီလိုနဲ့ကျွန်တော်အားလုံးပေါင်းပြီးတော့ဘယ်နေရာမှာပဲဖြစ်ဖြစ်အထူးသဖြင့်ကျွန်တော်တို့မှာအခုကျွန်တော်လွတ်နေတာအထူးသဖြင့်ဒီဟိုနော်စစ်ပြေးဆောင်နေပေါ့စစ်ပြေးဆောင်နေ တို့တွေကိုချက်မဲ့ဆိုရင်ကျွန်တော်မပေးနိုင်ပါဘူးပြီးဘွားသူတို့မှရှိတဲ့အရာတွေလည်းမလုံလောက်ပါဘူးနောက်တစ်ခုက hard to reach area တွားရောက်ရခက်ခဲတဲ့နေရာနေသူနေစားတင်မှနေတဲ့အတိုင်းရင်းသားတွေအဲ့ဒါတွေလည်းကျွန်တော်တို့ကဘွာတာထက်မှထည့်ပြီးတော့ဆွဲထားပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဆရာဆရာပြောပါတယ်လူတို့ကတနေ့ဝင်ငွေ1000-1500ရဖို့မနေ့အလုံးလုံးနေရတယ်အဲ့တော့တစ်ဖက်ကလည်းပဲကျမ်းမာရေးမကောင်းတဲ့ခါကျကိုကိုရိုင်းကလည်းကျမ်းမာရေးဆုံးရှုံးအောင်မယ်ဆိုရင်အတိအရလည်းနည်းနေတယ်ပေါ့အဲ့တော့သူတို့အတွက်ရုန်းကန်မှုသူတို့အတွက်ဖြည့်ရှင်းပေးနိုင်မယ်နီလန်ကဘာဖြစ်နိုင်မလဲရှင့်အရင်ဆုံးစနစ် နော်ကျမတို့ဒီစနစ်ကိုပြောခြင်းနဲ့အခုဒီမှာမြန်မာနိုင်ငံမှာဖြစ်နေတဲ့စနစ်က patient choice နော်ကိုညီမကောင်းဘူးဆိုလို့ရှိရင်ကိုယ်ဆုံးဖြတ်ချက်ပေါ်တည်တယ်ပြည်သူလူထုဒီဘလောက်ကြမ်းမာရေးဆိုတာမြင်တယ်အဲဘ ഹു တုတ္တရှိလဲအဲ့ဒါမရှိတဲ့အတွက်ရွေးချယ်တာမှားသွားမယ် သူဒီဒီအားလုံးကိုလွှမ်းခြုံပြီးတော့အားလုံးသူ့ရဲ့အခြေခံကျန်းမာ primary health ကဖြစ်နိုင်မဲ့ကျော် GP ပေါ့နော်ဒီအထွေထွေယောဂကူဆရာဝန်တွေရဲ့လက်ထဲမိသားစုဆရာဝန်မိသားစုဆရာဝန်တွေအိမ်နောက်စုတွေမှာဒီခလေးလေးပေါက်ဆနာနေပြီးတော့ဟိုဖိုးဖွားအထိနော်ဒါယောဂပေါင်းစုံအသက်အရွယ်ပေါင်းစုံကြည့်ရအဲ့လိုအခြေအနေပြီးလိုသလိုလွှဲမယ်အဲ့လိုစနစ်ကိုအရင်တည်ဆောက်ပါမယ်နော်ဒါပါကျေးဇူးတင်ပါတယ်ဒီကနေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ပြိသက်ထဲကနေပြီးတော့မှပါဝင်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့မန္တလေးမြန်မာစုလူမှုကွန်ရက်ဟာမြန်မာနိုင်ငံမှာပထမဆုံးပေါ်ပေါက်တဲ့ အသိဉာဏ်ပါကျွန်တော်တို့စပြီးတော့ဖွဲ့စည်းတဲ့အနေထားကတော့အဲနာယီကိစ္စတွေပါနောက်အဲ့ဒီဖွဲ့စည်းပြီး၃နှစ်ကြာမှာပြည်သူ့ရဲ့အကြမ်းမာကြီးလိုအပ်တယ်ဆိုပြီးတော့ကျွန်တော်တို့ပြည်သူ့ရဲ့အကြမ်းမာကြီးစတင်ပါတယ်မဟာလိမြို့မှာရှိတဲ့စိုးရဆီုံကိုယ်မှာရှိတဲ့ဆင်းရဲနွားပါတဲ့လူနာတွေဆေးဖို့မတတ်နိုင်ဘူးဆိုရင်အဲ့ဒီဆေးရုံကဆရာဝန်နဲ့လူနာပြုတာဝန်ခံတို့ပိုင်းကျွန်တော်တို့ထောက်ပံ့ပါတယ်အဲ့လိုထောက်ပံ့ရင်းနဲ့ဒီ2023မှာတော့ ျွန်တော်တို့အစိုးရကြမ်းပိုက်စီတွေမြင့်လာတဲ့ခါကျတော့ကျွန်တော်တို့ကမထောက်ပံ့တော့ဘဲနဲ့ကျွန်တော်ပြမစိုးဆေးုံပေါ့အကုန်အခမဲ့ကုပါတယ်ပြည်သူရဲ့ကြမ်းပိုက်ရေးမှာကျွန်တော်အတတ်နိုင်ဆုံးထဲထဲဝင်ဝင်ဆောင်ရွက်နေတာဟာပြည်သူရဲ့အကူအညီလေးရပြီးတော့အောင်မြင်မှုလည်းရှိနေပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီတနားတွေမှာဟိုကြေးလက်နေပြည်သူတွေကလာပြီးပြတဲ့အခါမှာ တခါတော့အတွေ့အကြုံကဘာဆိုသူကဖောင်နေဖြည့်ခိုင်းနေအဲ့ဒီအမျိုးသမီးကမဖြည့်တတ်ဘူးအဲ့တော့အရန်ဆူတာပဲသူသူကဘာကြီးတယ်အဲမိခိုင်ကာကွယ်စည်းထိုးဖို့လာတာနဲ့တူပါတယ်ဆိုတော့နောက်တစ်ခါကျတော့ तू ကမိခင်ကဝစီကနှစ်ကြိမ်လားသုံးကြိမ်လားအမျိုးထိုးရတာရှင်နောက်တစ်ခါကျ तू မသွားတော့ဘာလို့အဆူခံရလို့တဲ့ဆိုတော့ပြည်သူလူထုပါဝင်ရမယ်ဆိုတဲ့အခန်းကဏ္ဍမှာပြည်သူလူထုပါဝင်လာနိုင်အောင်လေလမ်းဖွင့်ပေးဖို့လိုအပ်တယ်လို့ထင်တယ်နောက်တစ်ချက်ကကျတော့ جماعه ရွာတွေရောက်တဲ့ခါမှာကလေးတွေကိုမေးတယ်သူတို့ကသူနာပြဆရာမသိပ်ဖြစ်ကျင်ကြတာပဲဆိုတော့အကောင်းတာပေါ့နော်ဒါပေမဲ့ဘာဖြစ်လို့လဲလို့နောက်ဆက်တွဲမေးတော့လေပတ်ဆံရလို့တဲ့ဆိုတော့အဲ့ဒါလေးတော့နည်းနည်းလေးစဉ်းစားသိနေနေတူတယ်ပေါ့နော်သူတို့ရည်ရဲ့စိတ်ဓာတ်တွေကိုဘယ်လို refound လုပ်ဖို့ပေါ့နော် refound ကျမရ refound လုပ်တယ်လို့တကယ်လုပ်နေတဲ့လူတွေရဲ့စိတ်ဓာတ်ကိုလည်းဘယ်လို refound လုပ်မလဲဆိုတာပေါ့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်စမဒေါ်နုနုဆိုရင်ဖြည့်ပေးလို့ရမလားရှင့်ခုနဆိုရင် အတွေ့အကြုံသူကပြောသွားတယ်ကျမတို့လည်းအဲ့လိုအတွေ့အကြုံချက်တန်းလာခဲ့ရတာမျိုးရှိကောင်းရှိမှာပါ။ဟုတ်ကဲ့အဲ့ဒီအတွေ့အကြုံကတော့ကျမတို့လည်းဒီဘာကြောင့်ဒီလိုဖြစ်စဉ်ဖြစ်နေတာလဲ။ကိုပိုင်အဲ့ဒါပါဆွဆွကဆရာမြင်းပြောတယ်လို့ပဲ။ဒီအစိုးရဒီ bridge ပေါင်းကူးနော်ဒီအစိုးရနဲ့ဒီဥက္ကဋ္ဌကပေါ့ကျမတို့တနိုင်တစ်ပိုင်းရက်ွက်ထဲမှာလုပ်နေတဲ့ဒါတွေဒါတွေပေါင်းကူးရမယ်။ဟုတ်ကဲ့ကဲကွေးစီလိုတယ်။ သွားလိုက်ဆိုစေးရုံကလည်းဒါပြင်ပဆရာဝန်ပြင်သူတို့ခေါ်တဲ့ပြင်ပပေါ့မမတော့တကယ်အတွင်းထဲကလုံနေအဲ့ဒါကို GDP ဖြူဆိုတော့ found တယ်အစင်စင်ပေါ့နော်ဟိုကိုကျိုးနေစနေကိုခေါ်မှာပေါ့ဒါတွေကမလိုဘူး paper work တွေနော်တကယ် practical လုပ်ရမယ်တဲ့သူတို့ရဲ့ဒီနောက်ပြီးကျမတို့ဒီမှာတော့ဗာလဲ dots နော်ဒီဟို TV safe အထားမဲ့ပေးတယ်သွားနော်ကျမတို့လှုပ်သည်လှုပ်တော့ဗာပြောလဲသလားမသွားခြင်းဘူးတဲ့အာဘာလို့မသွားတာလဲဟိုကအလကားရတယ်ပဲဆက် ဆိုလို့ရှိရင်သကောင်စင်းဟိုလာယူရတယ်နော်ပြီးမြို့နေနေထောက်ထောက်ခံရတယ်ပြီးလို့ရှိရင်အစင်းစင်းသွားတန်းစီရတယ်ယူရက်တွေမနဲ့သူတို့ဒီဈေးရောက်ဈေးဈေးဝယ်ဈေးတရဟာတွေမနဲ့9နာရီသွားပြီဒါဒါလူစီတဲ့ချိန်သွားမဝင်နိုင်ဘူးနော်ကိုစားလည်းမြတ်ဟိုပေးလိုက်ပါလားဒါကောင်းကောင်းစိတ်ရဒါပေမဲ့တစ်ခါကလည်းတချို့လည်းအရှိရုံးကလေးအစင်းဆက်ပေးတဲ့ဈေးရောက်စားတာတို့ပါဒါရရှိရပေါ့ နော်ဆိုကျွန်တော်တို့ဘေးဘာလို့မသွားတာလဲအာပြင်းသူတို့ကဒီဒီဖော်တာခေါ်တာပေါ့ဟိုပြက်ကွက်သွားတယ်ပေါ့ဆိုလို့ရှိရင်လေတို့ဒိတ်လိုက်ပြီးတော့မဟုတ်ဟိုအဝကနေအိမ်ဝကနေအော်ခေါ်တယ်တဲ့ဟို TV စေးတွေလာမယူဘူးလို့ပြောလို့ဆိုသူတို့ဒီသူတို့ TV ကိုရှက်စရာလို့လဲသူတို့ထင်တယ်ကူးဆက်နေတယ်ရှို့ discriminate ခွဲခြားတာလည်းရှိတယ်ဆိုတော့ကိုသူ့ကလေးရှိလို့ရှိရင်ဟဲ့အဲ့တဲ့လူနဲ့သွားမကစားနဲ့နော် TV ကူးမယ်ကျေးဇူးတင်ပါတယ်ဒီကနေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ပြစ်စမမြောင်ဆွေးနွေးသူဖြစ်တဲ့မကြခင်ကမှပဲဘိုးမှဖြစ်ပွားခဲ့တဲ့ဆေးထိုးဘရောမှကလေးတချို့ကလေးတွေ တည်ဆုံးမှုတွေဖြစ်ခဲ့တယ်တချို့ကလေးတွေရဲ့ကလေးတွေကတော့ရငင်းကလေးတစ်ခုဆေးရုံမှာအတွင်းဒူနာဖြစ်နေတက်ရောက်ကုသနေတယ်ကလေးတစ်ယောက်ရဲ့ဖခင်ရဲ့ဆွေးနွေးချက်ကိုကြည့်လိုက်ရအောင်ရှင်ကတော့အဲ9နှစ်နေတင်းလင်းလာနေပေါ့နော်တင်းလင်းလာနေမှာ9နှစ်မှာမိမဘိုက်နာလို့ဘိုးပြည်သူဆွေယုံသွားတယ်10နှစ်49မှာမွေးပါတယ်ခလေးကိုမွေးပြီးတော့ အဲ12နာရီဝင်းကျင်လောက်မှာခလေးကိုစေးထိုးတယ်ပေါ့နော်စေးထိုးတယ်စေးမထိုးခင်ကတော့ခလေးကိုနိုးတိုက်လဲခလေးကနိုးဆုပ်ပါတယ်ကျန်းကျန်းမှမှာပါပဲကျွန်တော်အမြင်ပေါ့နော်ကျန်းကျန်းမှမှာပဲအဲ12နာရီဝင်းကျင်လောက်မှာစေးထိုးတယ်စေးထိုးပြီးတော့ခလေးကနိုးလည်းမဆုပ်တော့ဘူးနိုးမဆုပ်တော့ဘူးနောက်လန့်တယ်လို့ဖြစ်တယ်ခလေးကကျွန်တော်တို့ကတော့ပုံမှန်ပဲဒါဖြစ်လေဖြစ်တာဟိုဖြစ်တတ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကဂယူးမဆိုင်ပဲထားတယ်ပေါ့နော် ကိုင်းမစားပဲထားရဲဆိုမဲ့နဲသတိထားမိလာတာကတော့၃နိုင်လောက်မှကျွန်တော်သတိထားမိတယ်သတိထားပြီးတော့အဲ့အချိန်မှာသတိထားပြီးကလေးကိုကျွန်တော်ပွေ့လိုက်တယ်ပွေ့လိုက်တဲ့အချိန်မှာကလေးကတက်တယ်လို့ဖြစ်သွားလုံးဝတက်လို့ဖြစ်လာတဲ့နောက်ဟိုပါဘောတော့ဒီနှစ်ဖူးကျွန်တော်မြင်လိုက်တာကတော့နှစ်ဖူးမှာတွန့်ပြီးတော့အဝါဆင်းချောင်းနေမြင်လိုက်တယ်သူပြီးတဲတယ်လို့ပုံစံမျိုးပေါ့နော်ကလေးကတက်တယ်လို့ဖြစ်တယ်ဖြစ်တဲ့နောက်ကျွန်တော်အဲ့ဒါဆီယမောက်အကြောင်းကြားပြီးတော့ဆီယမောက်အဲ့ကလေးကိုဆေးုံတင်ဖို့ပြောတယ်အဲ့ထက်ဆေးုံတင်လာတာပါပဲ ဒါကလေးတွေဆုံးနေသွားကျွန်တော်ညပိုင်းရောက်လောက်ရောက်မှကျွန်တော်သိကြတာဒီဆေးကိစ္စနဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ကတော့မသိတာအမှန်ပါပဲထိုးတော့ထိုးတယ်သူများကလေးတွေလည်းဟိုအရင်တော့ကကိုယ့်အချစ်ရမွေးတဲ့ကလေးတွေလည်းထိုးထားတယ်ဆိုတော့ကိုကတော့အဲ့ဒီအချိန်ကျမှလည်းသိတယ်ဒါပေမဲ့ကိုယ့်ကလေးကျမှဖြစ်သွားတယ်ဆိုတော့ကိုလည်းဘာပြောလို့ပြောရမှန်းမသိဘူးနော်တာဝန်ယူမှုတာဝန်ခံမှုအပိုင်းကတော့လက်ရှိရန်ကင်းဆေးဥမှာပြုစုစောင့်ရှောက်နေတာနဲ့ကျွန်တော်ကျင်တတ်ပါတယ်ကလေးတွေအတွက်ကောပေါ့နော်ဆရာဆရာမတွေဟိုပြုစုစောင့်ရှောက်တာပေါ့နော်နောက် ဆေးရုံရဲ့အနေထားစက်ပစ္စည်းဆိုင်ရာအနေထားတဲ့ရငင်းဆေးရုံလိုမျိုးပဲဘကိုးဆေးရုံလည်းဖြစ်စေချင်တယ်ပေါ့နော်ကျွန်တော်ဖခင်တယောက်အနေနဲ့ဟုတ်ကဲ့နောက်ထပ်မွေးမဲ့ကလေးတွေအတွက်ကအော်နောက်ပြီးရေးပေါ်ဖြစ်နေတဲ့ကလေးတွေအတွက်ကဥမာပေါ့နော်ဘကိုးကနေရန်ကုန်မလာပိုင်းနဲ့ဘကိုးဆေးရုံမှာပဲအဲ့လိုပုံစံမျိုးဖြစ်စေချင်ပါတယ်ဟုတ်